ဟိုကိုဝင်းချွန်နဲ့ကတမိနဲ့တဘွားလုံးတူတူလက်တွဲရမှာဆိုတော့သူ့ပုံမှန်လည်းလည်းစကားပြောချင်တာလေးရှိပါရဲ့အန်ကယ်ဟုတ်တာဟုတ်တယ်အင်းတော့မကြိုက်ဘူးမာတမိသိချင်တာရှင်တောင်းမေးလို့ရတယ်တမိသိချင်တာတောင်းပွင့်ပွင့်လေးလေးမေးလို့ရတယ်ကဲပါဒီမှာရေးစီကားဟုတ်ကဲ့ကဲမောင်နေတော့ပါဘယ်လိုလဲ ူလည်းနောက်တယောက်နဲ့လက်ထပ်တော့မယ်အဲ့ဒါမှမပြီးသေးဘူးလားဟဲ့ကသာပြီးခေါ်ပါဘယ်ပါနေဘယ်ပါနေသာလာနေဖုန်းလေဖုန်းမမငိုနေလို့မပြီးဘူးဟိုဟာမိုက်ထိုင်အရှင်ကိုကိုမိမပေးစားမှဖြစ်တယ်ဟုတ်မင်းတော်မိမပေးစားမှဖြစ်တော့မဟုတ်လို့ရှိရင်ဒီကျသမားဖြစ်ပြီးတော့လမ်းပိန်ရောက်တော့ပါကွာဟာ မိမပါပေးသားအောင်ပါလုံးကြပါလုံးချင်တာလုံးကြဘဘူဆိုတာလေကျွန်တော်တို့မက်ဆီအောင်မှာကြီးနေတာလေကော်မန်လေးတောင်ပဲဗျာဝင်းကျော်ဆိုတာလေဒိုမီတူနဲ့ဦးဝင်းတို့ရဲ့ချုပ်ဆုံးမှုအောင်မှာတောက်စားကင်းကင်းနဲ့လုပ်ငန်းလုပ်ကင်နေလူငယ်လေးတောင်ပဲဗျာ ဒီလိုကလေးနှစ်ယောက်ဆိုရတယ်ဗျာနေရလာရွှေလေးမြပါပဲဗျာကဲကျမသားရှိဘက်ကလည်းမင်္ဂလာကိစ္စအဝဝအကုန်လုံးတောင်းပန်ရပါစေရှင်မဟုတ်တာတော့မသိရဲ့ကျမမှလည်းဒီသမီးလေးတယောက်ပဲရှိတာဆိုတော့မိလာကိစ္စနဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးကျမလည်းမျှခံပါမယ်။ကဲအကျန်ရဲ့အချင်းချင်းတွေကိုစပြောစရာလိုလို့လား။လိုတာရှိတယ်အားလုံးညှိလို့ရပါတယ်။ဘာမှစိတ်ကူးမှာမပါဘူး။ကဲတအားပါပြောစရာရှိတယ်။တအားတော့ ပြောလို့ဘာမှတော့မပြောချင်ဘူး။ဒါဆိုပူပူကတော့တမီးလေးအောင်ပါပြောစရာ။ဟိုကိုဝင်းချွန်နေကတမီးနဲ့တပွားလုံးတူတူလက်တွဲရမှာဆိုတော့သူ့ပုံဝင်လည်းလည်းစကားပြောချင်တာလေးရှိပါရဲ့အန်ကယ်။ဟုတ်တာပေါ့တမီး။အင်းတော့မကြခင်မှာတမီးသိချင်တာရှင်တောင်းမေးလို့ရတယ်။တမီးသိချင်တာတောင်းပွင့်ပွင့်လေးလေးမေးလို့ရတယ်။ကဲပါ။ဒီမှာရေးစစ်စမ်းအောင်။ဟုတ်ကဲ့။ ်မုံနေတော့ပေါ့ပြန်ရတော့ဟိုကိုဝင်းကျော်လိုပဲခေါ်မယ်နော်ဟုတ်ကဲ့ရပါတယ်ဟိုကျမရဲ့ပထမချစ်သူအကြောင်းတော့တိပီပီလိုပဲထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တိပီပါပဲ သူ့ကိုကျမမဖြစ်လို့လမ်းခွဲလိုက်ရလဲဆိုတော့သူ့ရဲ့မိဘတွေကသူနဲ့ကျမကိုသဘောမတူဘူးလေ။မဖြစ်လို့လဲဆိုတော့အမေကြောင့်။အဲ့လောက်ပြောရင်ကိုင်းကျော်သဘောပေါက်လောက်မှာပါ။ဟုတ်ကဲ့ကျောင်းသဘောပေါက်ပါအဲ့တော့တို့လောက်မြင်ချင်တယ်ဟုတ်မိပါကိုင်းကျော်အမေကို အမေရင်တယောက်လိုလက်ခံနိုင်တာရေကျွန်တော်တော်လေးကြောက်အောင်ဟိုးရှင်ကအတော်တရားလိုနေစားဆက်ဆံခဲ့တာပါတော်လေးကြောက်အောင်နေစားလို့ဆိုရင်ကျွန်တော်ဒီမင်္ဂလာဖို့ရှေ့ဆက်တူမှာမဟုတ်ပါဘူးတော်လေးကြောက်အောင်နေစားလို့ဘို့လည်းကျွန်တော် ်ရေးစကားရှိနေကြတာကျွန်တော်ခုပြောရရင်ဘိုးဘကန်ကိုစဉ်းစားကြည့်ဖို့မလိုပါဘူးအဖို့နေတယ်ကျွန်တော်လေးလာအစီအလေးလာပြီးတော့မှစဉ်းစားဆုံးဖြတ်ပါဟုတ်ကြောင့်မဖြစ်ကျွန်တော်ကမှာအခုလိုကြားရတာကျွန်မကျေနပ်ပါတယ် မီရဲ့ဒိန်နဲ့လက်ထပ်ပြီးရင်ချင်းမှာမမြင့်ငယ်ချင်းဦးအောင်ဖြစ်သွားလဲဒီလေသူ့ရဲ့သဘောတူနဲ့အမျိုးသမီးနဲ့လက်ထပ်ဖြစ်သွားတာပေါ့အဲ့တော့မမီကတရက်ခွက်ထဲမှာပဲနေဖြစ်သွားပေါ့နေပါဦးမမီကသမီးဒိန်နဲ့လက်ထပ်ပြီးတော့သူ့ရဲ့ခွက်ထဲပြောင်းသွားတယ်သူလည်းသူ့အိမ်တော်နဲ့သူမမီနဲ့ကိုယ့်အိမ်တော်နဲ့ကိုအဆက်တမရှိပါဘူးမီဒါဆိုရင်မမီကရီးစားဆိုလို့သူ့တယောက်ထဲမှာထားခဲ့ဘူးတာပေါ့ဒီပေါ့အဲ့လိုပဲပြောတာပေါ့ အဆင်တမီမေးရောက်မယ်အမီကအခုနေချိန်မှာဒါမမီရဲ့ငွေချစ်ဦးနဲ့ပြန်တွေ့မယ်ဆိုရင်ငေခေါအောင်ပါလားဒီလိုအင်းကြီးကြီးရေတော့ငိုနေနေတာအဲ့ဒါဆိုရင်သူကမေးဘူးလို့တော့ဘောကြိုက်တယ်။အော်ကျော်စရာကလည်းအဲ့လိုပဲလေတာ။အခုမော်ကျော်စရာက तू စိတ်ကောက်နေတယ်ဆိုလို့သူ့ကိုလာပြန်ချော့တာ။ ့ဩဒေါ်လေးကလည်းသူတို့နှစ်ယောက်အေးဆေးစကားပြောပါစေဆိုပြီးတော့ဒေါ်လေးအခုအပြင်ကိုဖတ်လာရင်တားနဲ့စုံလာပါတယ်။စင်စိုးဆိုလည်းစကားလေးရောကောင်းမှပြန်ပြောနေစမ်း။ပြောပြီးလေတော့ကျမဒီလိုပဲစကားပြောတတ်တယ်လို့ဂျင်းနဲ့လည်းပြန်တော့တော်လေနောက်တစ်ခါအိမ်ခေါ်လာမယ်ဆိုတမီးကိုကြိုပြောနော်ဒီကောင်အိမ်လာလို့ရှိရင်တမီးရှောင်နေမှာအေးပါရေကျေပြန်ဆက်တုံးကကြတော့မအောင်လို့ပြောထားပြီးတော့အခုကျမတရားအမေကိုလိုက်ဖို့ရဲဆိုတော့ ချင်ရသဝင်တို့လားဘာဖြစ်တာလဲဆိုတော့ကိုကလည်းမပြောတတ်တော့ဘူးကိုကကြောက်ရတဲ့တငယ်ချင်းဆိုလို့ရှေ့ဆက်တယ်ရောင်းရတဲ့စိတ်ကတော့လူရထပ်ပေါ်ကြီးလာမုန်းနေတယ်ကိုတော့ထင်တယ်အမေကလေဒီရွေးရောက်တော့မှကိုဝင်ရှိတယ်တဲ့ကျမကလေးမွေးရဲ့အချိန်ဆိုအမေကကိုဝင်နေစလားစီနေတယ် ။အော်မိမရဲ့အမေကိုရှိတာပဲရှိပါစေ။အမေအမေတမီးကိုမွေးတော့အမေငငယ်ရွယ်ပေါ့ပေါ့ပါပါလေးပဲရှိသေးတယ်လေမိရဲ့။အော်အခုမှငါအိုနာချိုးကန်းနေလို့လားလို့။အကိုရဲ့ကိုမြမြလာပါကိုရဲ့ဒီမှာအမေကမမွေးနိုင်ဘူးလို့ပြောနေရဲ့ဟာ။အမေရှင်ပြန်သွားမရပါဘူး။လာပြီအဲ့လောက်ကြီးစိတ်ပူမနေနဲ့ဟုတ်ပြီလားနော်။ကဲလာသွားမယ်လာ။ကိုဘကတက်သွားမယ်။ကျေပြဟာ 这也不录要哪录？